နေစင်မနဲ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျူဆူနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့အမှုတော်ဆောင်တွေတရားဟောပြီးတဲ့အရာကို ကိုယ်တိုင်လိုက်လျှောက်ပါ ညီကိုမောင်မတွေနားထောင်လိုက်တဲ့တရားဒေသနာကိုလက်တွေ့ကျင့်ဆောင်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူကခံယူတည်ဆောက်ချင်တာဖြစ်ပါတယ် အအိုးဆုံးအမှုတော်ဆောင်တွေကျွန်တော်အပါဝင်ပေါ့နော်တရားဟောနေတဲ့သူတွေသူများကိုတွင်တင်နေတဲ့သူတွေပထမအအိုးဆုံးဆင်ခြင်ရမှာကကျွန်တော်တို့တရားဘယ်လောက်ဟောပြီးပြီဆိုတာထက်ကိုဟောလိုက်တဲ့တရားဒေသနာအတိုင်းအသက်ရှင်နေပြီလားဆိုတာကျွန်တော်အပါဝင် အခုနားထောင်နေတဲ့အမှုတော်ဆောင်တွေအားလုံးအားလုံးအတူတူကစင်ချင်ကြရမှာဖြစ်ပါတယ်။တမန်ကျင်းစာထဲမှာဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့အမှုတော်ဆောင်တွေကို ကိုရိန်တို့ဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်29မှာသူတပားကိုဆုံးမပြီးကိုယ်တိုင်ရှုံးတော့သူမဖြစ်ရမီအကြောင်းကိုကိုကိုထိုး၍နှိပ်ဆက်လိရှိ၏တမန်တော်ကြီးရှင်ပေါ်လူကတော့သူ့ရဲ့တက်တေခံချက်ကိုဒီလိုလေးပြောထားတယ်ငါကတရားဟောဆရာဖြစ်တယ်တဲ့ငါကတမန်တော်ဖြစ်တယ်တဲ့ဒါကြောင့်ငါကသူများကိုဆုံးမတဲ့အလုပ်ကိုလုပ်ရတဲ့အတွက်ကြောင့်ငါကသူများကိုဆုံးမပြီးမှ ငါကိုယ်တိုင်မလိုက်လျှောက်တဲ့သူ မဖြစ်ရအောင်ငါကိုယ်ငါအမြဲတမ်းဆုံးမလေးရှိတယ်ဆိုမှသူတက်တည်ခံထားတယ်ဆိုတော့တမန်တော်ကြီးရှင်ပေါလုရဲ့တက်တည်ခံထားတဲ့အကြောင်းအရာကကျွန်တော်တို့အမှုတော်ဆောင်တွေအတွက်အင်မတန်ချီးမြှင့်၍ဆင်ခြင်စရာစကားတွေဖြစ်ပါတယ်ဟုတ်ပါတယ်ညီကိုမောင်တို့အမှုတော်ဆောင်လို့ဖြစ်လာတဲ့အခါမှာများတော့အားဖြင့် သူများကိုပဲတရားဟောပေးနေတယ်ဟိုလူဆုံးမဒီလူပဲ့ပြင်ဟိုလူလမ်းပြဟိုလူဆူတောင်းပေးဒီလူနှစ်သိပ်ပေးအဲ့လိုမျိုးကြာလာတဲ့အခါမှာငါခံယူရမှာပါလားဆိုတာမေ့လာတတ်တယ်ငါကသူများကိုပဲတွန်တင်နေတဲ့သူဆိုမှ အမြဲတမ်းတွန်တင်တာများလာတဲ့အခါမှာခံယူရမှာပါလားဆိုတဲ့ဟာမေ့သွားတဲ့အတွက်ကြောင့်အမှုတော်ဆောင်တွေကလမ်းလွဲသွားတတ်တယ်တမာကျင်းစာတွေခေါင်းထဲမှာအပြည့်ထည့်ထားပြီးတော့မှသူများကိုအများကြီးရှင်းပြတတ်ပေမဲ့ ်ကိုတိုင်ကအဲ့ဒီအတိုင်းလိုက်မလျှောက်ပဲနဲ့လမ်းလွဲသွားနေတဲ့အမှုတော်ဆောင်တွေဖြစ်နေတတ်တယ်။ဒါကြောင့်အမှုတော်ဆောင်တွေဟုတ်တယ်ဆိုရင်အခုနားထောင်နေတဲ့အမှုတော်ဆောင်တွေတင်အမှုတော်ဆောင်ဟုတ်တယ်ဆိုရင်ကျွန်တော်လည်းအမှုတော်ဆောင်ဟုတ်တယ်။ဒါကြောင့်အတူတကွဆင်ခြင်ခွန်အားယူအောင်အတူတကွဆင်ခြင်ခွန်အားယူအောင် အမှုတော်ဆောင်တွေကိုကျမ်းစာကဘယ်လိုပြောလဲနောက်ထပ်ကျမ်းတစ်ချက်အတူတကွဆင်ခြင်မယ်နော်။ယောမအဝရစာခန်းကြီးနှစ်အငယ်27ကနေ23အထိဖြစ်ပါတယ်။သူတပားကိုစုံမလျက်ပြီးကိုကိုမစုံမတော့တဲ့ ူဥစ္စာကိုမခိုးနေဟုတရားဟောလျက်ပင်ကိုယ်တိုင်ခိုးသလောတဲ့သူမယားကိုမပြစ်မာနေဟုဆိုလျက်ပင်ကိုယ်တိုင်ပြစ်မာသလောတဲ့ယုတ်တုကိုဆက်ဆုပ်ယွန်ရှာလျက်ပင်ဗိမှန်တော်ကိုလူယူဖြစ်စေသလောတနည်းအားဖြင့်သူများကိုတော့ဒါမလုံနဲ့ပြောမှကိုယ်တိုင်ကဒီလိုလုံနေတယ်သူများကိုတော့ဒီလိုလုံပါဆိုမှအများကြီးတွန်တင်ဆုံးမှပြဲ့ပြင်တတ်ပေမဲ့ကိုယ်တိုင်ကအဲ့ဒီလိုလိုက်မလုံဘူးကိုယ်တိုင်ကအဲ့ဒီလိုမလိုက်လျှောက်ဘူး တနည်းအားဖြင့်ဗဇက်ကဖျားဖျားလက်ကကာယကာယဖြစ်နေတယ်။တနည်းအားဖြင့်ကိုယ်တိုင်ကတော့သူမျိုးကိုတုံတင်တတ်တယ်။ဒါပေမဲ့ကိုယ်တိုင်ကတော့မလိုက်လျှောက်တတ်ဘူး။ပုံသက်တည်မရှိတဲ့အတ္တတာဖြစ်နေတယ်။ဒါကြောင့်အမှုတော်ဆောင်လေးအအူးဆုံးကိုဟောထားတဲ့အတိုင်းကြင့်ကြံပြုမှုနေထိုင်ဖို့အင်မတန်အရေးကြီးတယ်ဆိုတာကျွန်တော်ခွန်အားပေးခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းခံယူရမယ်။ဘာလို့လဲကျွန်တော်ကိုယ်တိုင်လည်းနေ့တိုင်းမနေ့တိုင်းမနေ့တိုင်းတရားဒေသနာဝင်ကားတဲ့သူဖြစ်ပါတယ်။ ကျွန်တော်ဆိုလို့ရှိရင် Facebook မှာပဲတရားဒေသနာဝင်ကားတာမဟုတ်ဘူးတရုတ်ဘာသာနဲ့ WeChat မှာလည်းဟိုမနှက်တိုင်းမနှက်တိုင်းမနှက်တိုင်းဝင်ကားလာတာ9နှစ်လောက်ရှိပြီဆိုလို့ချင်တာကနှုတ်ကပတ်တော်အများကြီးဝင်ကားနေတဲ့သူပို့ပြီးတော့မှဆင်ခြင်ရမယ်တနည်းအားဖြင့်အခုနားထောင်နေတဲ့အမှုတော်ဆောင်တွေထက်ကျွန်တော်ပို့ပြီးမှဆင်ခြင်ရမယ်ကျွန်တော်ကိုယ်တိုင်ကတရားတအားဟောများတဲ့အတွက်ကြောင့်အခုနပြောသလိုအားနေတဲ့သူကကျွန်တော်ဖြစ်နေတတ်တယ်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်အရင်ဦးဆုံးဆင်ခြင်ရမယ်ဒီတရားဒေသနာကို ဟုတ်ပါတယ်ကျွန်တော်ပဲမကဘူးအခုနားထောင်နေတဲ့အမှုတော်ဆောင်တွေလည်းဆင်ခြင်ရမယ်ကိုကတရားဒေသနာဘလောက်ဟောလိုက်ပြီဆိုတာထက် ကိုတရားဒေသနာဟောတဲ့အတိုင်းဘလောက်အသက်ရှင်ထွက်လာနေပြီလဲဘလောက်ကြင့်ကြံပြုမူနေပြီလဲဘလောက်လိုက်လျှောက်နေပြီလဲဆိုတာအဲ့ဒါအင်မတန်အရေးကြီးပါတယ်ဖယားသခင်ကကျွန်တော်တို့တရားဟောเสียတရားဘလောက်များများဟောလိုက်ပြီဆိုတာထက်ကိုဟောလိုက်တဲ့တရားအတိုင်းအသက်ရှင်နေလားအသက်မရှင်နေဘူးလားဆိုတာကိုအဓိကစိတ်ဝင်စားတဲ့ဖယားဖြစ်တယ် ဒါကကျွန်တော်ကိုကျွန်တော်အမြဲတမ်းဆုံးမလေးရှိတဲ့စကားအခုနားထောင်နေတဲ့အမှုတော်ဆောင်တွေလည်းအဲ့ဒီစကားကိုနှလုံးသွင်းမိစေချင်လို့ကျွန်တော်ခွန်အားပေးချင်တာဒါကြောင့်ဟောလိုက်တဲ့တရားဒေသနာအတိုင်းအသက်ရှင်ဖို့အင်မတန်ရည်ကြီးတယ်ဒါအမှုတော်ဆောင်တွေပထမဦးဆုံးကျွန်တော်တို့အတူတူကခံယူလေ့လာဆင်ခြင်သုံးသပ်ရမယ့်အရာโอเคเนาะဒါကအမှုတော်ဆောင်တွေဆိုတော့ဒုတိယအနေနဲ့အခုနားထောင်နေတဲ့ညီကိုမောင်တို့မတွေကိုလည်းကျွန်တော်ခွန်အားပေးချင်တယ်တရားဒေသနာဘလောက်များများခံယူလိုက်ပြီဆိုတာထက် ခံယူလိုက်တဲ့တရားဒေနာအတိုင်းအသက်ရှင်နေပြီလားဆိုတာပို့ပြီးတော့မှအရေးကြီးပါတယ်အမှုတော်ဆောင်တွေအနေနဲ့ပြောမယ်ဆိုရင်တရားဘလောက်ဟောလိုက်ပြီဆိုတာထက်ဟောလိုက်တဲ့တရားဒေနာအတိုင်းအသက်ရှင်နေပြီလားဆိုတာအရေးကြီးတယ်အမှုတော်ဆောင်တွေအတွက်အခုညီကိုမောင်နှမတွေကိုကျွန်တော်ခွန်အားပေးခြင်းတယ်ညီကိုမောင်နှမတွေရဲ့အသက်တာမှာကြတော့ဘယ်လောက်များများနားထောင်လိုက်ပြီဆိုတာထက်နားထောင်လိုက်တဲ့တရားဒေနာအတိုင်းအသက်တာမှာအသက်ရှင်နေပြီလားဆိုတာအင်မတန်အရေးကြီးကြောင်းကျွန်တော်ခွန်အားပေးခြင်းတာဖြစ်ပါတယ် ကျမ်းစာတစ်ချက်ဖတ်ပြမယ်နော်ကျမ်းစာထဲမှာဘလို့ရေးထားလဲဆိုတော့ရှင်ယာကုတ်ဩဝါရစာအခန်းကြီး1အငယ်20နှစ်ဖြစ်ပါတယ်ကိုကိုကိုလက်ဖြား၍နှုတ်ကပတ်တရားကိုနာယုံမြတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောတရားဒေသနာကိုမနဲ့တိုင်းမနဲ့တိုင်းခံယူပေမဲ့ဒီဖက်နာနေဝင်မှာဟိုဖက်နာနေထွက်ဆိုဘာမှမထူးဘူးတဲ့တချို့ကပြောတယ်လေ မနဲ့တိုင်းတရားဒေသနာနားထောင်တယ်။ကောင်းတာဗောမနဲ့တိုင်းတရားဒေသနာနားထောင်တာ။ဒါပေမဲ့နားထောင်ပြီးမှတက်တာမှလက်တွေ့မလိုက်လျှောက်ဘူးဆိုလို့ရှိရင်တရားဒေသနာမနဲ့တိုင်းနားထောင်နေလဲဘာမှမထူးပါဘူး။ညီကိုမောင်တို့မနဲ့မှာဆရာ၄၅ယောက်ရဲ့တရားဒေသနာမနဲ့တိုင်းမနဲ့တိုင်းမနဲ့တိုင်းနားထောင်တယ်ဆိုရင်တောင်မှတင်လိုက်လျှောက်ဖို့လိုတယ် တင်မလိုက်လျှောက်နေဘူးမနာခံနေဘူးလက်တွေ့မကျင့်သုံးနေဘူးဆိုရင်တင်တရားသေးသနာလေးတရက်ကိုဆယ်ချီရာချီထောင်ချီနားထောင်ရင်လည်းဘာမှမထူးဘူးညီကိုမောင်တို့နားမထောင်လိုက်တာနဲ့အတူတူပဲတင်မလိုက်လျှောက်ဘူးဆိုရင်ဒါကြောင့်တရားသေးသနာကိုနားထောင်ပြီးမှလက်တွေ့လိုက်လျှောက်ပါတရားသေးသနာကိုနားထောင်မှလက်တွေ့လိုက်လျှောက်မှဒါရင်ကောင်းကြီးမင်္ဂလာဖြစ်မယ်အံ့ဩပွေနမိတ်လက္ခဏာဖြစ်မယ် ဘာလို့ကျွန်တော်တို့ယုံကြည်သူအတ္တတာထဲမှာဖယားသခင်ရဲ့အံ့ဩပွဲနမိတ်လက္ခဏာမတက်ရောက်တာလားမတက်ရောက်လာတာလဲတိလားကိုနားထောင်တဲ့နှုတ်ကပတ်တရားဒေသနာကိုလိုက်မလျှောက်လို့မနာခံလို့လက်တွေ့မကျင့်သုံးလို့ဖြစ်တယ်ယုံတဲ့ယုံကြည်ပါတယ်ယုံကြည်ပါတယ်ယုံကြည်ပါတယ်ဆိုရင်မှဗဇက်ဖြားကပဲယုံကြည်ခြင်းရှိတာလက်တွေ့အတ္တတာထဲမှာတရားဒေသနာနားထောင်တဲ့တိတဲ့ဒါပေမဲ့လက်တွေ့မလိုက်လျှောက်ဘူးအဲ့ဒီလိုတိတိကြီးနဲ့နားထောင်ပြီးမှတိလျက်နဲ့ အသက်တာမှာလက်တွေ့မလိုက်လျှောက်ဘူးဆိုလို့ရှိရင်ဖယားသခင်ရဲ့ကူညီမဆချင်းဘယ်လိုတက်ရောက်လာမလဲဖယားသခင်ရဲ့ကြီးရှုစောင်းမခြင်းဘယ်လိုတက်ရောက်လာမှာလဲဖယားသခင်ကယ်တင်ပေးခြင်းဘယ်လိုတက်ရောက်လာမှာလဲဒါကြောင့်တရားသီတနာကိုနားထောင်နေတဲ့ညီကိုမောင်တို့တွေလည်းမနဲ့တိုင်းမနဲ့တိုင်းမနဲ့တိုင်းနားထောင်နေတယ်ဆိုရင်လက်တွေ့ကျင့်ဆောင်ပါ လက်တွေ့ကျင့်ဆောင်တဲ့သူမှအဲ့ဒီတရားဒေသနာမှာပါတဲ့တကူကတင့်အတ္တမှာတက်ရောက်လာမှာဟောတဲ့ဆရာကြီးရဲ့တကူတက်ရောက်လာတာမဟုတ်ဘူးနော် ဆရာတွေကနှုတ်ကပတ်တော်ကိုဟောတာဖြစ်တဲ့အတွက်အဲ့ဒီနှုတ်ကပတ်တော်မှာတကိုးပါတယ်အဲ့ဒီတကိုးကကျင့်ဆောင်တဲ့သူရဲ့အတ္တမှာတယောက်လာမယ်လို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်တော်မလို့ကျွန်တော်မေးခြင်းတယ်နှုတ်ကပတ်တော်ကိုမနဲ့တိုင်းနားထောင်လားမနဲ့တိုင်းနားထောင်တယ်ဆိုရင် comment ထဲမှာရေးသွားပါနှုတ်ကပတ်တော်ကိုမနဲ့တိုင်းနားထောင်တယ်ဒါဆိုရင်ဒုတိယတခွန်မေးမယ်အင်မတန်အရေးကြီးတဲ့စကားနားထောင်လိုက်တဲ့နှုတ်ကပတ်တော်အတိုင်းကျင့်ဆောင်ပါသလားမနဲ့မှာစောစောနှုတ်ကပတ်တော်နားထောင်တယ် အဲ့ဒီမနဲ့စောစောနှုတ်ကပတ်တော်ကိုတဏီကုံတဏီခမ်းမှာနာခံလိုက်လျှောက်ပါသလားကွန်မန့်ထဲမှာရေးသွားကြည့်ပါနာခံလိုက်လျှောက်ရမယ်နာခံလိုက်လျှောက်တဲ့အတ္တတဲမှာမှနှုတ်ကပတ်တော်တကူစီးစင်းမှာဖြစ်တယ်မနာခံမလိုက်လျှောက်တဲ့အတ္တမှာဘလို့မှနှုတ်ကပတ်တော်တကူစီးစင်းလို့မရဘူးဒါကြောင့်ချစ်တော်ညီကူမောင်မများဖယားတခင်ရဲ့နှုတ်တော်ထွက်ကိုနှလုံးသွင်းပြီးမှအသက်ရှင်တဲ့ခါမှာမှအပြစ်မလုပ်ဘဲနဲ့ဖယားတခင်ရဲ့စကားတော်အတိုင်းအသက်ရှင်နိုင်ပါလေ ဒါမှတင်ကောင်းကြီးမင်္ဂလာရမယ်ဏိကုံချုပ်ရအောင်ဒီကနေ့ပြောထားတဲ့ခေါင်းစဉ်ကဟောတဲ့အတိုင်းကျင့်ပါနာခံထားတဲ့အတိုင်းကျင့်ဆောင်ပါအမှုတော်ဆောင်တွေလည်းတရားဘလောက်များများဟောလိုက်ပြီဆိုတာထက်ဟောလိုက်တဲ့တရားအတိုင်းကျင့်ဆောင်ဖို့အင်မတန်ရေးကြီးတယ်ယုံကြည်သူညီကိုမောင်မတွေလည်းနားထောင်လိုက်တဲ့တရားဒီသနာဘလောက်များများနားထောင်လိုက်ပြီဆိုတာထက် နားထောင်လိုက်တဲ့အတိုင်းကျင့်ဆောင်ဖို့အင်မတန်ရေးကြီးတယ်ဒါမှတာလည်း ဖယားသခင်ကောင်းကြီးပေးတဲ့အမှုတော်ဆောင်ဖယားသခင်ကောင်းကြီးပေးတဲ့ညီကိုမောင်မတွေဖြစ်မယ်လို့ကျွန်တော်ခွန်အားပေးနေညီကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနေ့မှလဲအမှုတော်ဆောင်တွေရောယုံကြည်သူညီကိုမောင်မတွေပါဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျင့်ဆောင်ဖို့လိုကြောင်းကျွန်တော်တို့တမာကျင်းစာအဖြစ်တန်ရှင်တော်ဝိညာဉ်တော်ပေါ်ပြခြင်းကိုခံရတယ်ယေရှုတင်တဲ့ကိုတော့အသက်တာထဲမှာတကယ်ပဲနှုတ်ကပတ်တော်ကိုကျင့်ဆောင်တော်သူဖြစ်စေပါမိကြောင်း ဂျေဇုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါသည်ဖဖေယာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့